ချစ်ခင်လေးစားပါတော်ရပြီသူညီကိုမလားများလုံးမဲမင်္ဂလာပါခင်ဗျာရပြီသူများခင်ဗျာဒီနေ့မှဆိုရင်တော့ဒရိုက်တာကိုစောအာယုံရိုက်ကူးမယ်ချန်ပီယံလေးရုပ်ရှင်ဇာတ်ကားကြီးအတွက်ကတော့ဖွဲပေးခမ်းနာကိုကျင်းပပလုံးမှာဖြစ်ပါတယ်ဒီချန်ပီယံလေးရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်တျိုးဆောင်နေနေနဲ့ခန့်စီသူအတင်းနဲ့ရှင်မွေရိုးကနေပြီးတော့အဓိကပါဝင်တျိုးဆောင်နာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒီနေ့ခုကျင်းပပလုံးမယ်ချန်ပီယံလေးရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက်ကတော့ဖွဲပေးခမ်းနာများများလည်းတရှိစေဖို့အတွက်တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ ယူရပီလူများခင်ဗျာဒရိုက်တာကိုစောအာယုံရိုက်ကူးတဲ့ချန်ပီယံလည်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ကရော့ဘွဲအခမ်းအနားကိုတော့ဒီနေ့နနက်10:00နာရီဝန်းကျင်မှာစတင်ခဲ့ပြီးဖိတ်ကြားထားတော့ရတဲ့တော့များဆောင်းနေစင်းမီဒီယာများဆုံးလင်းစွာတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားစတင်ချိန်မှာတော့ဒီဇာတ်ကားကိုစီစဉ်ရိုက်ကူးသူဇလန်းဆန်ညွန်ရွှေပြည်ကရုံးမှအဖွဲ့မိတ်ဆက်စကားပြောကြားခဲ့ပါတယ်ဖြစ်အောင်လို့အလူညာလောကကြီးကလက်ရှိဂယ်လီမီဒေဥဆောင်ခန့်စီသူမင်းမီ အဲ့နောက်ဒီချန်ပီယံလေးရွေးရှင်စကားကြီးကိုရိုက်ကူးတဲ့ဒရိုက်တာကိုစွာအယုံမှရှင်းလင်းပြောကြားခဲ့ပါတယ်။ဆရာရဲ့ကိုပြပုံကတော့ဒီဆယ်နာဥထွန်းကျာသူသားအတဲ့ကိုပေါ်တယ်အထွတ်ရွှေရှင်ကားရိုက်ရှင်တယ်ရိုက်ရှင်တယ်ဆိုရင်တော့လေသူနဲ့လိုက်ရွှေနဲ့လိုက်ဆက်မယ်ပေါ်လေဆက်လေးခုတော့အဲ့ဒါကရှိတယ်အဲ့ဒါကိုသူပြလိုက်တော့သူကကြည့်ပြီးွားတဲ့ခါကျတော့ ်သူဇာညုံရင်ခွဲပြီးတော့ပေါ့လေရိုက်မယ်ဆိုပြီးတော့ပြောတာလည်းရက်ဖြစ်သွားပါအတက်ကဆယ်တန်းကြောင်းတက်နေနေဟိုမိဘတွေကမပြေစုံတဲ့ခါကျတော့သူကအပြင်မှာလှုပ်လှုပ်လာတယ်ညဘက်အချောင်းရတဲ့အချိန်မှာလှုပ်လှုပ်လာတယ်လှုပ်လှုပ်ရင်းနေသူကသူအနီနာဘဝင်ချိန်မှာစကိတ်စီးလာတဲ့နဲ့ကလေးတွေရှိတယ်ကိုခန့်ကကျတော့အဲ့ဒီတန်းဆရာအရွှေမောင်းကကျတော့ကိုခန့်ရဲ့ညီမကုမ္ပဏီပိုင်ရှင်ပေါ့လေ ကိုခန်းကဖေးမေးမရှိတော့တဲ့အချိန်မှာဒီဟာဥစည်းဥဆောင်လောက်ရမယ်ဟာမှာဥစည်းဥဆောင်မလုပ်ဘဲနဲ့သူကဒီစကိတ်ဘက်ကိုရောက်နေတယ်ညီမဥစည်းဥဆောင်လောက်တော့မနက်မင်းင်းဖြစ်တာတို့ဘာလို့သူတို့ကညီမောင်နှမမှလည်းအဲ့လိုမျိုးဒုက္ခရောက်တယ်နောက်တော့အာသစ်ကိုတွေ့သွားပြီးတဲ့ခါကျတော့ကိုခန်းကကြတော့ဒီအာကစားစကိတ်ကိုတအားဝါသနာပါတဲ့ခါကျတော့သူကအောင်မြန်လုပ်ချင်တယ်ဆိုတဲ့စိတ်ပိုင်းနဲ့ဆိုပြီးတင်ပေးတယ်အဲ့လိုမျိုးလေးပါပဲဆက်ကတော့ဒါတော့ငါ28ပါပဲဘာလဲဆိုတော့ အာသေးအရွယ်နဲ့လာရောညီတွေဖြစ်မဲ့ဟာရဲ့နောက်ခုဒီဘက်ခက်ပေါ်လေဟိုခေကာလာနဲ့လူငယ်တွေထဲမှာသူတို့လုံနေတဲ့အာကစားနဲ့ပေါ့လေအဲ့လိုမျိုးဟာဟိုပဲရွေးချယ်ပြီးရက်ကူတာသူကဘာပဲခက်လဲဆိုညဘက်စကိတ်စီးတင်တဲ့ဟာတခုပဲနေရာရှာတာပေါ့ဖေးစကိတ်ဖြစ်တဲ့အတွက်ကြောင့်မို့သူကညီမရမယ်တိတ်ချောနေလို့လည်းမရအောင် အဲ့လိုမျိုးဆိုတော့နောက်ဆုံးကျတော့ထောက်ကြမှာရှိတယ်တို့ဒီဟိုတင်းပေါ့လေ့ကျင့်ရေးကွင်းမှာပဲတို့သွားရပြီးစီစဉ်တော့စံတိုင်းပြည်သက်အတွက်ကိုပေါ့လေဟိုသူတို့အတွက်အကောင်းဆုံးတော့တင်ပြထားပါတယ်ဒီထဲမှာမပါတဲ့ဟိုအသိပညာပေးတက်ပညာပေးရတော့တက်နိုင်သလောက်သူတို့ဟိုယူရင်ယူသလိုမျိုးပေါ့လေသူတို့အတွက်ရည်စုပြီးတော့ရပ်ကူပေးထားဆလာဘီဒီဇာကမပေါအောင်တိုးဆောင်ခဲ့တော့တိုးဆောင်အတင်မှလည်းမိတ်ဆက်ပြောကြခဲ့ပါဗျာ ချန်ပီယံလိမ်းမှာတော့ဒီကျွန်တော်တို့ဒီဟိုပါပေါ့အားသေးရဲ့မှာခေါ်လို့အဲဝါရှော့ဆရာလေးနေရာနဲ့ဝင်တိုးဆောင်ပါဒီမှာတော့ကျွန်တော်ဝါရှော့ကဝါရှော့ကဝါရှော့ဆရာပြောတယ်သူကပြောတော့ ဒီ workshop အဝတ်အစားပေါ့ CG တွေနဲ့အဲ့လိုတွေလုပ်အောင်ပေါ့အဲဘယ်လိုပြင်ဆင်လဲဆိုတော့ကျွန်တော်ဒါကတော့ trade route ပြင်ကြမလို့ဘာလို့ဆိုတော့ကျွန်တော်က workshop ကခဏခဏပြင်နေရတော့အဲ့မှာ workshop ကမြင်တွေ့နေနေ့တိုင်း workshop ရောက်တယ်ကျွန်တော်ကအဲ့တော့ workshop မှာအလုပ်သမားတွေကဘယ်လိုပုံစံဆရာကဘယ်လိုပုံစံအကုန်သိတယ်ဒီကနေ့ကတော့ဘယ်လိုပြောရမလဲဆိုတော့ဒီကျွန်တော်တို့ဟိုအားအားသက်လေးကိုပေါ့လေကျွန်တော်ဝိုင်းဝန်းအားဖြည့်ပေးတာသူဒီကားလေးအောင်မြင်အောင်လို့ပေါ့အဲဒီကားပုံစံလေးထူးကြတာပေါ့လေအဲ့တော့ဟိုပိတ်ကြတယ်အမြင်ဆန်းတာလေးပြမှဆိုတော့ ဟိုလာရောက်ပြီးအကဲခတ်အားပေးကြပါလို့ပြည်သက်ကိုပြောချင်ပါဆလာရည်ဒီနေ့ကတော့ပွဲခန္ဓာကိုတက်ရောက်လာကြသောဆန္ဒရှင်ဆရာများ၏ကိုစားဆရာလင်းနိုင်ဦးမှမူရီတာစကားပြောကြားခဲ့ပါတယ်။ဒီကားလေးကိုကြည့်ပြီးတော့တော်တော်ပေါ်ကြောက်။ဒါပြီးတော့အားဒီကိုဒီမှာဦးသွေးကြီးနောက်ထပ် ချန်ပီယံလီးဒီရုပ်ရှင်ဇာတ်ကားကြီးမှာပေါ့ဟိုအရန်ဆင်းရဲတာမီနှစ်ယောက်ကနေပြီးတော့တာလက်ဖိတ်ဆိုင်မှာဇပွဲကိုလုပ်တယ်လုပ်ရင်းနဲ့စကိတ်ရှိရာရေဝါသနာပါပြီးတော့စကိတ်ချန်ပီယံအဖြစ်ကြိုးစားရဲဇာတ်ကားလေးပဲဟုတ်ဇာတ်ကားရဲ့ဘူးတော့စကိတ်ရှိရာကိုလေ့ကျင့်ခဲ့ရပါတယ်ဟုတ်ဒီလောက်တော့ ပြောနေပြစင်တာပါတယ်ဟုတ်ဒီစကားကတော့အညီကဆက်ဆောင်အနေနဲ့ပထမအဆုံးရိုက်ထားတဲ့စကားပါကလေးတျုပ်ဆောင်အနေနဲ့ကတော့စကားတကားရိုက်ထားတာရှိပါတယ်ဟုတ်ဒီစကားကိုတော့လုံးလဲဟိုတော်တော်လေးပြည့်စက်လက်ခံတဲ့အထိရောက်အောင်ကြိုးစားသွားမှာပါဒီစကားအတွက်တော့စကေရှိရာရယ်ဘယ်လိုပြောမလဲကို idea တွေကိုကြိုးကျင်ပြင်ဆင်တာအဲ့လောက်ပဲရှိပါတယ်ဟုတ်ဒီစကားမှာဟို skill အစွမ်းနေလဲဘယ်လိုပြောမလဲ အစကေးစီရဲ့အလားပိုက်လည်းတွေ့မြင်ရမှာပါ။ဟောပြီးတော့လည်းဒရမာရတ္တကိုအကောင်ဆုံးပုံဖော်ပြီးတော့ယူဆရိုက်သွားမှာပါ။ဟေးနော်ကရောပွဲပေးခံတာကိုဆက်လက်ကျင်းပခဲ့ရာဒီဇက်ကမှပေါင်းတော်မူပညာရှင်များမှပေါဝင်ကြောခဲ့ကြပါရခင်ဗျာ။ဟေးနော်မတော်မတည့်မတန်းတဲ့တပုံများရဲ့ကူရဲ့ခန္ဓာကိုရုပ်သိမ်းနေပါဗျ။ ချစ်ခင်လေးစားဘတော်ရပြီသူညီကိုမော်လောင်းများခင်ဗျာခုတင်ဆက်ပေးကြတာဆိုရင်ဒရိုက်တာကိုစောအာယုံရိုက်ကူမဲ့ချန်ပီယံလိရုပ်ရှင်စကားကြီးအတွက်ကရော့ပွဲပွဲခန္ဓာချင်းမနေဖို့များ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 သိရှိစေဖို့အတွက်တင်ဆက်ပေးကြတာဖြစ်ပါခင်ဗျာဒီချန်ပီယံလိရုပ်ရှင်စကားကြီးကိုတော့ဖေဖော်ဝါရီလ23ရက်နေ့မှာစတင်ရိုက်ကူသွားမယ်လို့လည်းသိရပါတယ်ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့ချစ်ခင်လေးစားဘတော်ရပြီသူညီကိုမော်လောင်းများလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာရပြီသူများအားလုံးကိုကျေးဇူးထူးဝင်တင်ရှိပါခင်ဗျာ